ဒီနေ့ကျွန်တော်တို့အတူတူဆင်ခြင်ဖို့အတွက်ခေါင်းစဉ်လေးရတော့ဘုရားသခင်အမျက်တော်ကိုကြောက်ရွံ့ပါဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူတူဆင်ခြင်ဖို့အတွက်ဖြစ်ပါတယ်။အမျက်တော်အရှင်ကိုအဘယ်သူသိပါသနည်းအမျက်ထွက်တော်မူခြင်းကိုကြောက်ရွံ့တင့်သည့်အတိုင်းအဘယ်သူကြောက်ရွံ့ပါသနည်းအမျက်တော်အရှင်ကိုဖရာရဲ့ဒေါသဘယ်သူသိလဲအဲ့ဒီဒေါသကိုတကယ်သိတယ်ဆိုလို့ရှိရင်သိတဲ့အတိုင်း တိချာကိုတိကြရဲ့လားဒါကြောင့်သူကပြောလို့ဆိုနေ့ရက်ကာလကိုရည်တွက်နိုင်စေခြင်းလားဆိုတော့ကျွန်တော်ကျန်တဲ့နေ့ရက်ကာလမှာဖရားရဲ့အလိုတော်နဲ့ညီအသက်ရှင်မလားတော်လို့ရှိရင်အဲ့အဖြစ်ဒူးစရိုက်ထင်းမှာပဲသွားပြီးတော့မှဝန်ချတောင်းပန်ခြင်းနဲ့ပဲနေ့ရက်ကာလကိုကုန်သွားစေမလားဒီဆက်လည်းတော့ခုနပြောသလိုဖရားသခင်အမျက်ဒေါသစီရင်တဲ့အရာကိုသူကတွေးတဲ့အခါမှာအရင်ကြောက်လူကအဲ့ချိန်မှာ ဘာမှမဟုတ်တော့ဘူးဆိုတာမိုးရှေ့ကမြင်သွားတာ